မောင်းတော်ဒေတာအတွင်းဖြစ်ပွားခဲ့တဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့်နေရဲဆုံးခွာပြီးစစ်တွေမျိုးကိုရောက်ရှိနေသူတွေအတွက်စစ်တွေမျိုးမှရှိတဲ့အားကစားခွင့်အတွင်းရွက်ပြင်တဲထိုးပြီးနေရာချထားပေးခဲ့တယ်လို့သိရပါဗျ။အကြမ်းဖက်မှုဖြစ်စဉ်တွေကြောင့်မောင်းတော်မြို့နယ်တောင်ပိုင်းနဲ့မြောက်ပိုင်းကျေးရွာတွေကပြောင်းရွှေ့လာတဲ့ရခိုင်တိုင်းရင်းသားတွေအပါအဝင်ဒိုင်းနဲ့ တန့်အစရှိတဲ့တိုင်းရင်းသားတွေလည်းစစ်တွေကိုရောက်ရှိခိုလုံလာကြရာအများစုဟာကလင်းငယ်တက်တီးရွယ်အိုးကိုဝင်ဆောင်နေတဲ့အမျိုးသမီးတွေသာဖြစ်ပြီးအမျိုးသားတွေကရွာမှာစောင့်ရှောက်ကြံနေခဲ့တဲ့အတွက်လာရောက်သူနှဲပါတယ်လို့သိရပါဗျာ။ စစ်တွေကိုရောက်ရှိနေတဲ့နေရွှန့်ခွာလာသူတွေဟာနေရကိုပြန်လိုပေမဲ့လည်းစိုးရိမ်စိတ်ရှိနေတဲ့အတွက်မပြန်လိုသေးကြောင်းပြောကြားမှုတွေလည်းရှိနေပါတယ်။ဒီဒုက္ခတွေကိုစစ်တွေမြို့မှာရှိတဲ့ဓညဝရီအာကစားခွင့်အတွင်ရွှေပြင်တဲတွေထိုးပြီးယာယီနေရာချထားလျက်ရှိပြီးအရင်ကခိတ္တနေထိုင်တဲ့ဖုံးတော်ကြီးအောင်းတွေကနေတဆင့်ကားတွေနဲ့တည်ယူပို့ဆောင်ပေးထားတာလည်းဖြစ်ပါတယ်။ နေရက်ဆွန့်ခွာလာသူအချို့ကလည်းနေရက်ကိုပြန်သွားနိုင်မယ့်အခြေအနေနဲ့ပတ်သက်ပြီးအခုလိုပြောပါရယ်အခုလောလောဆယ်အရှင်မရွာကမပြန်ရေးသေးဘူးဘာဖြစ်လို့ဆိုလို့ရှိရင်ဒီကလတ်တွေဘာလုံးမှမဖက်မသိပါဘူးအခုဟိုကြာအစိုးရလာနေကြတော့မှကလတ်တွေပေါင်းယူလို့ချိုးလို့ရှိရင်ကျွန်မတို့ကလူပြည်ပြည်သူလူလူထုတဲ့အနေနဲ့ပြည်သူလူထုမှာဘာမှရှိတာမဟုတ်ဘူးသူတို့ကကလတ်တွေမှာကတင်းနေတယ်ပါတယ်နော် ကျမတို့ကြောက်တယ်ဥဒါအဲ့ဒါတော့မှကျမတို့မပြင်ရဘူးကျမတို့ကဟိုပြင်ချင်တာပေါ့ကိုနေဘူးဆိုပြင်ချင်နေတာဒါပေမဲ့လူရှင်ရေအဲလူရှင်ခါနေတော့ဆရာလူရှင်ကနောက်ထားရမယ်ဆေးရှားရအောင်ပြီးတော့စီးပွားရေးရှင်နေဟိုလုံးလုံးကင်လုံးကင်စားပါရအောင်ရှင်ပြောက်တော့ဆက်ကြည့်ပေးရမယ်ပြင်ရှင်တော့တိတ်ပြင်ရှင်နေအမြင်ပြင်ရှင်နေဒါပေမဲ့သူတို့စွရင်တော့အခုတော့ပြင်မဖြစ်သေးပါနောက်ထပ်ဆက်တဲ့ဆက်တဲ့ရာရင်ညစ်ရင်ကျမတို့ပြန်ပါမှာဒီလိုပြောင်းရွှေ့လာတဲ့မိသားစု350စုခန့်ရှိပြီး လူဦးရေတထောင်ဝန်းကျင်ခန့်ရှိရလို့စီးရင်းနေအရသိရပါဗျ။